ားလုံးပဲမိလာပါဒီနေ့မှာတော့ဒီမကြိုင်ခင်လာတော့မဲ့ Channel ရဲ့ Experience Skin ကိုဝယ်တင်လာဆိုတာ review လုပ်တာမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော် Subscriber 9000ပြည့်ရဲ့အတွက် giveaway ကို video ရဲ့အဆုံးမှာလုပ်တာပြပါတယ်အဲတော့ video ကိုအဆုံးထိကြည့်ဖို့တော့ပြောချင်ပါတယ် Okay ဒါဆိုရင် intro animation လေးနဲ့စလိုက်မယ် intro animation မှာတော့ဒီ experiment ဆိုတဲ့အတိုင်းပဲဆက်ရုပ်တွေကိုလက်နဲ့တွေတုံပြီးတော့တိုက်ခိုက်ရတဲ့ပုံစံနဲ့လှုပ်တာပြရယ်။သူကဆက်ရုပ်တွေပုံစံပေါ်မှာလုံအောင်အနာဂတ်ဘက်ကိုအဲ့လို futuristic ဖြစ်တယ်လို့ပြောလို့ရရယ်။ ဒီပါဆိုရင်ချားနေရင်လည်းလက်စရလာပြီးတော့ငေါတဲ့ပုံစံလေးပါလှုပ်ထားပေးရပါတော့။ချားနေကြတဲ့ပုံစံဆိုပေမဲ့တော်တော်လေး Q ဖြစ်အောင်လှုပ်ထားပေးရလို့မြင်နေ။ဒါလေးကတော့ဒီ Maze Skin ဖြစ်တဲ့အတွက်အဆင်ပြေသေးရပါတော့။အဲ့တော့ဒီနေတဲ့ animation မှာတော့ကျွန်တော်မြင်တာနှစ်ခုရှိမယ်ပထမတစ်ခုကတော့ဒီအယုတ်နေရင်ထွက်လာမယ်ပေါ့နော်ဒီလိုမျိုးလေးထွက်လာမယ်နောက်တစ်ခုကျတော့ကျွန်တော်တို့သူစီရဲ့ခုံကိုနှိမ့်လိုက်ရမယ်အဲ့တော့ကျွန်တော်တို့ကတော့ဒီဒုတိယ animation ကိုတော်တော်လေးအားရမိရယ် โอเคအဲ့တော့ဒီ intro animation ကိုခြုံပြီးတော့ပြောရမှာဆိုရင်ဒီနောက်မှာတုံးထားတဲ့သူ့ရဲ့ color နဲ့ဒီ skin model နဲ့ကလုံးဝ live ဖတ်မှုရောရှိရဲ့အဲ့တော့ဒီ intro animation တွေကိုတော့ကျွန်တော်တို့ကတော့တော်တော်လေးအဆင်ပြေရပါတော့โอเคဒါဆိုရင်ကျွန်တော်တို့ပထမဆုံး hero model ကိုတစ်ချက်ကြည့်ကြမယ်ဒီ skin ကသွားတာ၄နီလားဘာညာပါတော့အဲ့တော့အခုကြည့်ရတဲ့လောက်ကတော့လုံးဝ၄နီရတော့မရှိဘူးသူ့အနေနဲ့သူအဆင်ပြေရပြီးတော့ skin model အရလည်းလုံးဝတောက်တောက်ပြောင်ပြောင်လေးဥမှာအဲ့လို flashy ဖြစ်တဲ့ပုံစံလေးပါတော့โอเคဒါကတော့သူ့ရဲ့ basic အထက်ပါတော့ ဲ့တော့သူ့ရဲ့ business ထဲမှာဒီထွက်လာတဲ့ပုံစံလေးကဒီကျေဆက်ကြလေးပေါ့နော်အဲ့တော့ဒီမှာတုံးထားတဲ့အကြောင်းလေးကိုကြည့်မယ်ဆိုရင်တော်တော်လေးအဆင်ပြေရယ်ပြီးတော့အနောက်မှာလည်းဒီလို tree effect လေးတွေပါ like ကပ်ထားပြေရယ်ပေါ့နော်အဲ့တော့ဒီ business အထက်မှာဒီကိုမှာ flashy ဖြစ်ဖြစ်လေးနဲ့ဆန်းဆန်းလေးကိုလုပ်ထားပြေရယ် okay ဒါတော့ဒီ scale 2တုံးတဲ့ animation ဖြစ်ပါတယ်အဲ့တော့အတန်အစားတော်တော်လေးအားရဖို့တော့ကောင်းတယ်ပြီးတော့လင်းလင်းလေးပေါ့နော် သူရဲ့ animation design ကဒီလိုဆက်ရုပ်နဲ့ရုပ်ကနေပြီးတော့ပတ်ပြီးတော့ scan ဖတ်လိုက်တဲ့ပုံစံလေးကိုလှုပ်ထားပေးရပါတော့။ပြီးတော့ထွက်လာတဲ့ဒီ animation မှလည်းဒီ tree effect လေးတွေကအစားထပ်ပြီးတော့ cut ထားပေးရ။အဲ့တော့အရှင်းမော်ဒယ်ထက်ကိုသူက scale 2တုံးတဲ့အချိန်မှာတော်တော်လေးကိုလင်းသွားတယ်။ဒီမှာဆိုအရာအောင်တစ်ချက်ကြည့်ကြည့်ပါတော့။ဒီဟာရတော်တော်လေးကိုလင်းနေတယ်မှာပါတယ်။အဲ့တော့ဒီဆက်ရုပ်နဲ့ရုပ်အပြင်မှာသူရဲ့ဒီအလုံးရဲ့အလင်းအားလည်းတော်တော်လေးကိုများတယ်။အဲ့တော့ flashy ဖြစ်တာကြားရဲဆိုရင်တော့ဒီ skin ကဆောင်ရမ်းမိုက်တယ်။ Okay ဒါတော့သူရဲ့ scale 2ဝင်လာတဲ့အချိန်မှာတုံးတဲ့ basic အထက်ပေါ့နော်။ အဲ့တော့ဒီမှာကြီးမဲ့ဆိုရင်ပိုလာတာနှစ်ခုอ่ะဒီဘေးနာကပြစ်တဲ့ရောင်စင်တဲ့နှစ်ခုပဲပိုလာရပေါ့เนาะအဲ့တော့ဒါလေးကတော့နည်းနည်းလေးတော့လက်တောင်ဖြစ်မိရယ်ပြောရရင်တော့အဲဒီကြဲဦးမတီးလိုက်တဲ့ပုံစံကြီးလှုပ်လိုက်ရတယ်ပေါ့เนาะဒါမဲ့လေသူ့ရဲ့ဆက်ယုံနှစ်ခုอ่ะပြစ်တာဆိုတော့လေဒီလောက်ပဲကတော့နည်းနည်းတော့အဆင်ပြေပါတယ်ပြောရရင်တော့ညာအဲ့တော့ဒီ busy ထဲမှာထွက်လာတယ်သူ့ရဲ့အတန်အလည်းတော်တော်လေးကိုအဆင်ပြေတယ်ပြီးတော့ animation ကလည်းကျွန်တော်အတွက်တော့ဒီ final ထဲမှာပါရပေါ့เนาะဒီမှာဆိုရင်တစ်ချက်ကြည့်ကြည့် အဲ့တော့ aspirant ပုံစံနဲ့ကြိုက်တယ်ပေါ့ဗျာ okay ဒီတခါတော့သူ့ရဲ့ scale 1ကိုကြည့်မယ်အဲ့တော့ scale 1ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ sona လေးနေတဲ့စက်ရုပ်ကိုသုံးပလိုက်တယ်ပေါ့နော်အဲ့လိုအရှိကိုသွားဆောင်တဲ့ပုံစံမျိုးလောက်ထားပေးရယ်ဒါတော့ရှိမရှိရဖြစ်တဲ့အတွက် sona လေးမဲ့စက်ရုပ်ကသွားဆောင်တဲ့ပုံစံမျိုးလေးလောက်ထားပေးရယ်အဲ့တော့ဒီ idea လေးရလေမဆူလို့ပြောလို့ရရယ်သူ့ရဲ့ scale ပုံစံကိုဒီ aspirant concept နဲ့ကိုက်အောင်လောက်ထားပေးရယ် okay ဒီတခါတော့ဒီရှိရှိရဲ့အချိန်မှာ scale 1သုံးတဲ့ animation ကိုတစ်ချက်ကြည့်ရမယ် အဲ့တော့မြင်လိုက်လာတော့မသိဘူးနော်ဒီမှာ effect ကိုတစ်ချက်ကြည့်ကြည့်ဘေးနာတနက်တွေအများကြီးထွက်လာတယ်ပြီးတော့ဒီအလေမှာလည်းသူ့ဆက်ရုပ်ကိုပါတုံနေပြုံမှာဘီးမှဒုံကြီးတွေပါတုံလာပေးရဲ့အဲ့တော့ဒါတင်မဟုတ်သေးဘူးဒီတနက်ပြည့်တဲ့ animation မှာလည်းဒီလို sparkle effect လေးတွေပါထပ်ပြီးတော့ထည့်ထားပေးရဲ့ဒါကတော့ကျွန်တော်တို့ဒီ render ကိုတုံနေချိန်မှာထွက်လာတဲ့ animation ဖြစ်ပါတယ်အဲ့တော့ဒီမှာတရားကြည့်မယ်ဆိုရင်သူကဒီ sparkle effect ပြုံမှာ ban effect လေးတွေပါထပ်ပြီးတော့ထည့်ထားပေးသေးရဲ့အဲ့တော့ဒီ skin 1ရဲ့အတန်နဲ့ animation ကိုတော့လုံးဝအမှတ်ပြပေးပါတယ် ဲ့တော့ဒီစကင်ရဲ့နောက်ဆုံးအနေနဲ့ကတော့သူ့ရဲ့ ultimate အဲ့ဒါကိုတစ်ချက်ကြည့်ရမယ်အဲ့တော့ ultimate ကိုကြည့်မယ်ဆိုရင်ပထမဆုံးသတိထားမိတာကဒီ channel ဟာရအကြီးပဲပေါ့နော်ကျွန်တော်ပြောတာကဒီအနောက်ကထွက်လာတဲ့တနက်အကြီးနှစ်ခုကိုပြောတာပါအဲ့တော့မြင်တဲ့အတိုင်းပဲမရှင်းကန်နှစ်ခုပေါ့နော်သူကနေပြီးတော့ rocket တွေကိုကြီးစံအနေနဲ့ပစ်တယ်အဲ့တော့ဒီ rocket ကအရှိ scale မှတုံတာနဲ့ဟာနဲ့မတူဘူးဒါကတော့ရှိရှိအရှိကတော့လုံလုံပေါ့နော် What the fuck bro ဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူးဒီမှာကြည့်မဲ့ဆိုရင် laser design လေးပဲထည့်ထားပေးရယ် ဲ့တော့ဒီ data တေချာလေးကိုလောက်ထားပေးပါဦးနော်ပြီးတော့ grammar ရောတေချာမရလာတော့မသိဘူး experience sample ကို gradient အရောင်နေပြီးနေရပါထည့်ထားပေးသေးရဲ့အဲ့တော့အတန်ပိုင်းမှဆိုရင်လည်းဒီအတီစတုံတဲ့အချိန်မှာ experience sound တုံးထားပေးရပါတော့ဒါကတော့ဒီရန်သူကိုထိတဲ့အချိန်မှာ status ရဲ့ animation ဖြစ်ပါတယ်အဲ့တော့ဒီ ultimate မှာ screen effect ပါလားဆိုရင်တော့ပါတယ် effect လေးကပြောရရင်တော့ထည့်ထားပေးရဲ့ animation ကအဆင်ပြေတဲ့အချိန်မှာပါတယ်ဒါပေမဲ့ screen တစ်ပတ်လေးမှာထည့်တာပြည့်ရဲ့ဒီခရမ်းနူးရောင် animation ကတော့တခြား skill အနေနဲ့ရှိရင်နည်းလို့ခန်းစားရရပေါ့နော် ဒါပေမဲ့ overall အကုန်ခြုံပြောရရင်တော့တော်တော်လာတဲ့ second လေးလို့ပြောလို့ရတယ်။အဲ့တော့အခုကျွန်တော်တုံးကြည့်ရတဲ့လောက်ကတော့ဒီမှာဆိုရင် Yandu ထီးတဲ့ animation ကလည်းတော်တော်လေးကိုမိုက်ရတယ်မှာပါတယ်။ okay ဒါတော့ဒီပြောင်းသွားတဲ့ scale icon တွေပေါ့နော်ဒီမှာဆိုရင်လည်းသူရဲ့ဒုံးကြီးပါမယ်ပြီးတော့ရှီပြောင်းလာပါမယ်ပြီးတော့ဒီမှာဆက်ရုပ်ပုံတွေပါပါတယ်ပေါ့နော်အဲ့တော့မိုက်တယ်ဒါကတော့ record ထားတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့အရှိစခရင်ကနေပြီးတော့အဲ့လိုပေါ်တဲကနေပြီးတော့ဒီ channel ကိုဆွဲဆုပ်ထားတဲ့ပုံစံပေါ့နော် အဲ့တော့ဒီမကြိုက်ခင်လာတော့မယ် channel ရဲ့ aspirant skin ကိုဝယ်ကြမှာလားဆိုတော့လေဒီအောက်မှာမန့်ခဲ့ပေးလို့ရပါတယ်အဲ့တော့ဒီ skin ကိုဝယ်တင်လာဆိုရင်တော့သူ့ရဲ့ effect လေးတွေကတော်တော်လေး fine နဲ့အဲ့တော့ဘယ်လိုပြောရမလဲပေါ့နော်အကယ်၍ကိုကဒီ hero ကိုစောရဲဆိုရင်တော့ဝယ် effect တွေကအဲ့လိုနှုံချနေရလုံးဝမရှိဘူးသူ့အနေနဲ့သူအဆင်ပြေတယ်မိုက်တယ် okay ဒါဆိုရင်ကျွန်တော် giveaway အကြောင်းလေးပြောပြပေးမယ်အဲ့တော့ giveaway ရဘယ်မှာလုပ်မှာလဲဆိုရင်ကျွန်တော်ရဲ့ဒီ Telegram channel မှာလုပ်မှာ channel link อ่ะကျွန်တော် YouTube မှာဆိုရင်တော့ comment မှာချတာပေးမယ်အကယ်၍ Telegram မှာဆိုရင်တော့ဒီ bio မှာကြည့်လို့ရရပါဘောเนาะအဲ့တော့ channel ဝင်ချင်းမှာကျွန်တော်ကဒီ post တခုကိုတင်လာပေးမယ်အဲ့ထဲမှာ number ရေးကိုအစင်လိုက်မှတ်ခဲ့ပေးရုံပဲဘောเนาะပြီးတော့ Telegram channel ကတော့ join လာမယ်ဘောเนาะပြီးတော့ကျွန်တော် subscribe လုပ်ထားရမယ်ပြီးတော့ TikTok မှာဆိုရင်တော့ follow လုပ်ထားရမယ် ဲ့ဒါပါပဲအဲ့တော့ဗာပေးွားမယ်ဆိုရင်ကျွန်တော်ကဒီ Starlight ကနှစ်ကပ်ပေးွားမယ်အဲ့တော့ Normal ကတကယ့်ရယ် Premium ကတကယ့်ရယ်ပေးွားမယ်ဘာမှအရင်လည်းမလုပ်ရဘူးကျွန်တော်ရဲ့ channel ကို join ပြီးတော့အဲ့ဒီ number လေးမှတ်ခဲ့ပြီးရပါပြီအဲတော့ကျွန်တော်ဝင်လာကြတော့ဒီလကောက်ခန်ဒီလောက်ယူပြီးမယ် okay အဲ့တော့အားလုံးပဲကံကောင်းကြပါစေ see you guys